ူအားလုံးနဲ့ပတ်သက်တယ်။သို့တော့နိုင်ငံရေးသမားနိုင်ငံရေးခေါင်းဆောင်ဆိုတာပြည်သူလူထုရဲ့အကျိုးစီးပွားတွေကိုတည်ဆောင်ဖို့အတွက်နော်ကျွန်တော်တို့အဖွဲ့ကျွန်တော်ဒီတိုင်းပြည်ရဲ့နိုင်ငံရေးအခင်းကျင်းပြဿနာကိုမူဝါဒပြဿနာလို့မယူဆပါဘူး။ကျွန်တော်ကကိုကျိုးစီးပွားရှင်းနိုင်တဲ့ကိုကျိုးစီးပွားကာကွယ်ရေးလို့လည်းယူဆပါဘူး။အဲ့ဒီယူဆချက်ကြောင့်ပဲ လက်ရှိနှစ်ပေါင်း68နှစ်နင်းနီးကြာနေတဲ့လက်နက်ကင်စစ်ပွဲကြီးဟာယနေ့ငင်းချမ်းဖို့အတွက်လက်နက်တွေအားလုံးစွန့်ပြီးဒီတိုင်းနာဒီကိုမော်ရမားတွေကဖတ်ထွက်ဒီမိုကရက်တစ်ပြည်တော်စုဖြစ်ဖို့အတွက်ကျွန်တော်တို့ဘာလို့စပြီးပြင်ရမလဲဆိုတော့ကျွန်တော်သိချင်ပါတယ်ဒီဖွဲ့စည်းပုံမှာကျွန်တော်တို့အခြေခံအဖြစ်ပြောရရင် စစ်တပ်ကဩဇာရွှန်းမှုထားတဲ့ဒီဥပဒေစီးပင်းတွေကိုကျွန်တော်တို့ယူသိရပါဒါကျွန်တော်လိုင်သာရကိုသားကြော်လိုက်ပါဟုတ်ကဲ့ကျွန်တော်ဒီတက်လာတဲ့ကျူကျေးဇူးပါတယ်ကျွန်တော်မေးခွန်းရတဲ့မေးခွန်းထက်ကျွန်တော်ငင်းချမ်းရေးအတွက်ပေါ့ဆရာရဲ့တန်းဆုံနိုင်ဆရာတန်းဆုံနိုင်ပြောတဲ့အခြေအနေမဆိုးပါဘူးသဘောကျပါတယ်မှန်လဲမှန်ကန်တယ်လို့ဆိုတာကျွန်တော်တို့အခြေခံဥပဒေမပြောင်းနိုင်မင်းနဲ့ကျွန်တော်တို့ Federal Democratic ပြည်ထောင်စုမှဖြစ်ပေမယ့် မြည်သည့်ငြိမ်းချမ်းမှမရနိုင်ပါဘူး။ဒါပေမဲ့ခေါ်ပြောဝဲဆိုတာကကိုတက်ပြောတာနဲ့ဆက်သွားပြောလို့ပေါ့လက်ခုပ်လက်ဝါးရအောင်ပြောတာနော်အဲ့လိုဟာသာတို့ပိဋကကြမဲ့ဟာတွေပြောတာကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးနဲ့ဆွေးနွေးပွဲစာပေဆွေးနွေးပွဲဆိုတာကိုနားလည်သိရှိပြီးတော့တကယ်အဲ့လိုဖြစ်အောင်ကျွန်တော်ဆွေးနွေးစေချင်တဲ့ဟာနဲ့ရည်ရွယ်ပြီးတော့ဒီအလင်းနှကားကိုလုပ် ပါတီတွေထူထောင်ကြတယ်ပါတီထူထောင်ပြီးတော့နိုင်ငံရေးလုပ်ငန်းကိုကျွန်တော်တို့ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလို့ဘဝတစ်ခုလုံးအာမြုပ်နှံပြီးတော့လုပ်နေတဲ့လူတွေကတော့နိုင်ငံရေးသမားတွေပါနိုင်ငံရေးခေါင်းဆောင်တို့ဟိုကျွန်တော်တို့ဒီဘဝအဖြစ်ပြပါတယ်အဲ့တော့ဆိုတော့နိုင်ငံရေးဆိုတာဒီလိုအားလုံးနဲ့ပတ်သက်တယ်